ကောက်ချန်နေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအချမ်းစီအောင်မြင်မယ်ဘဝတိုးတက်မှုရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အလုပ်တိုးတက်မယ်ပထမသောဝင်ငွေရမယ်လုပ်ငန်းရရအောင်မြင်မယ်ဘလောက်ခက်ခဲဒီကာလမှာဆောင်ရွက်တဲ့ကိစ္စတွေရဲ့ကောင်းသောကျိုးဆက်ကိုရရှိလိမ့်မယ်တရက်နေ့ကတော့ တူတူခြားခြားကောင်းခြင်းအစီပြေခြင်းနဲ့လိုရာပြည့်စုံခြင်းတွေရှိမယ်။နှစ်ရက်နေ့တောင်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေ့ဆက်နိုင်တဲ့တဏ္ဍာရွယ်တွင်သတိထားမယ်။လုပ်ငန်းတွေကိုတော့တိုးချဲ့တာအောင်မြင်မယ်။သုံးရက်နေ့မှာကတိစာချုပ်လက်မှတ်ထိုးခြင်းမပြုရအောင်ကတိပြတ်တတ်တဲ့စကားများတတ်တဲ့လေးရက်နေ့အရာရာဆင်ပြေမယ်။ပြိုရသူတွေစမ်းပွေမယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းတဲ့ချုပ်မယ်။ ့5ရက်နေမှာခီးကိစ္စဆင်ပြေမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်6ရက်နေရငွေချေးကံကောင်းမယ်လက်ဖွင့်မယ်လိုရာပြည့်စုံမယ်ဒါပေမဲ့မနေ့၄နိုင်ခွဲနဲ့6နိုင်တွင်သွာလာနေတဲ့ယူဆက်မယ်အနည်းရှိတတ်တယ်ရှင်းမြောက်ရကုန်တည်သောစဉ်အနည်းရှိတတ်တယ်ခွန်ရည်နေရတော့ရံများမယ်အတိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဒီကာလအတွင်းတင်းငွေတွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တင်းလာ ဇာတာပတိနှင့်မွေးသူများကြောင့်စိတ်အနှောင့်ယှက်ဖြစ်မယ်။နှစ်ခုကိုကနန်ချိုးပေးတယ်။အဖြူစိမ့်မီကိုရောင်တို့ကို သုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်။တပြေညွန့်ဖျားလူပြီးတော့အလိုရှိရာဆူတောင်းမှဆူတောင်းပြေပါနိုင်မယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်ပါ။ ကိုပဲရည်တည်ခြင်းနဲ့လောကမှုတွေရည်တည်နေရှိတော်လို့ပဲသူတစ်ပါးနောက်လိုက်လှုပ်တဲ့ကိစ္စတွေကလုံးကအနောက်ရှက်တွေရှိမယ်တပါးသူအကြံဉာဏ်ကိုယူပြီးလို့ရင်ကိုလိုမားမယ်ကိုပဲဉာဏ်ဉာဏ်နဲ့လှုပ်ပါတွဲလှုပ်တာတဲ့ဒီကိုယ်တော်တော်တာကြိုးပေးမယ်ယင်းဤသူများနဲ့စကားများတတ်တဲ့ပฏิဘက်ကပြတတ်တဲ့အငင်းခုများတော်လျှော့ရမယ်ဒီကာလအတွင်းငွေကြေးများစွာမြုပ်နှံခြင်းလုံးဝမလုပ်ရနဲ့မြုပ်လိုက်ရင်အကုန်လုံးရှုံးသွားနိုင်မယ် ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေကိုရအောင်လုပ်လို့ရတယ်ဒီချိန်မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုမလွဲသေးကြပါရမယ်တရနေ့ကတော့ရန်တိုက်ခန်းနေနဲ့ရှင်ပြီးလောက်ရမယ်နေဖြစ်တယ်နေ့ရက်နေ့မှာအရာရာဆင်ပြေမယ်ကံကောင်းခြင်းရှိမယ်ဒါပေမဲ့မတော်ဆနေကျူးဆန်ရမယ်တောင်ရက်ကုန်တီသွားစရာနေဖြစ်တတ်တယ်နေ့စရနိုင်တဲ့တန်တိုင်ခွဲကြွသတိထားတောင်းရက်နေ့မှာတော့ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးရာကံဖျားဖျားအလုံးစုံကောင်းခြင်းတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုရရှိနိုင်တယ်၄ရက်နေ့မှာ ရန်တိုက်ခံနေတဲ့ရှင်ပြည်လုံးဟာမှာအခက်အခဲကြုံမဲ့ပြီးမှငွေကြေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမဲ့၅ရက်နေ့မှာမှန်းနာတဲ့လက်တွေကမယ်ဒါပေမဲ့ကိုလိုချင်တာကိုရဲတင်းနေလို့အစုံပိုင်းမှာအဆင်ပြေသွားမယ်၆ရက်နေ့ကရပိုင်ခွင့်နေပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ်အရာရာတိုက်ခံကြတဲ့ထိုးပေါက်ပြီးလုတ်ကန်နိုင်တဲ့ရှင်းပြောင်းရက်ကိုဥတီသွားစဲနေကယူဆက်ရမယ်မနေ့၄နိုင်ခွင့်နဲ့၆နိုင်ကြသွားလာကယူဆက်ရမယ်ခုနှစ်ရက်နေ့မှာ အတိုက်ခံအားလုံးကိုကြော်ပြီးလိုရာပြည့်စုံနိုင်တဲ့ဘဝတိုးတက်ခြင်းရဲ့ကံနှစ်သာရကိုကြုံမယ်။ကြာသာပတိနေ့ပုံထူးနေ့တနင်္လာနေ့မွေးသူတွေကောင်းတယ်ကိုယ်ကိုချိုးပေးလိမ့်မယ်။တနင်္ဂနွေရင်ကမွေးသူများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်။ငါခွန်ကိုကနန်းနေ့ချိုးပေးတယ်။အစိမ်းရောင်ဖြစ်ရောမိခိုးရောင်ဝှက်ပြီးလိုရာကိစ္စဆောင်ရွက်ပါ။အဖြစ်ရောင်ပန်းဝင်ဖျားတင်လိုရာဆောင်တာပြုဇာနာပြည့်စုံလိမ့်မယ်။ယေရှုတင်ပါတယ်။ တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ရက်နေ့ခொနည်းနေ့တွင်ကာလဟာထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်လမ်းကြောင်းသစ်တွေပေါ်မယ်အပြောင်းလဲနဲ့တိုးတက်မှုကိုဖန်တီးနိုင်တယ်ငွေကြေးကိစ္စအတွက်စိတ်ပင်ပန်းမယ်ငွေဝင်ပြန်ထွက်မမြင်အဲ့ဒီမှာရန်တိုက်ခတ်နေကြတဲ့ဖြတ်သန်းပြီးမှလိုရာပြည့်စုံမယ်နေ့ရက်နေ့မှာ အသွာနာနေထိုင်ကျူးဆိုင်ရမယ်မတော်တဆနေရှိတတ်တယ်။တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တယ်။နေ၁၂နိုင်နဲ့တနိုင်ခွဲအတွင်းသွာလာကျူးဆိုင်ရမယ်။၃ရက်နေ့မှာရန်အလုံးကိုကြော်ပြီးမှအလိုရှိရာပြေဆုံးမယ်။၄ရက်နေ့ကတော့ထူးထူးခြားခြားကောင်းသောကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်ပြီးတော့အရာရာဆင်ပြေမယ်။၅ရက်နေ့မှာငွေရေးကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆောင်ရွက်မှုအောင်မြင်ခြင်းအကျိုးပေးခြင်းရှိမယ်။၆ရက်နေ့က ငွေကြေးလုပ်ငန်းကြံစည်ရွေးချက်အောင်မြင်မယ်။ဒါပေမဲ့အရှိမျောက်ကိုတည်သွားစေနေရှိတဲ့တဲ့မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြညနေ၄နိုင်ခွဲနဲ့၆နိုင်ကြတွေမှာအသွာလာကြည့်ဆက်ရမယ်။ခုနှစ်နှစ်မှာတော့ရံများမယ်ပြိုင်များမယ်အတိုက်ခံနဲ့ရှင်ပြီးမှအလိုရှိရာတွေတွေပြည့်စုံမယ်။ဒီတပတ်တာကာလအတော်တွေမှာဇာတာပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေတနင်္လာမွေးသူများကြောင့် စိန်နောက်စေတိတိရှိတတ်တယ်နှစ်6ခွန်ကနန်းနေအကျိုးပေးပါလေအစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးအလို့ရှိရာကိစ္စများဆောင်ရွက်နိုင်ပါလေပန်းရောင်နှင်းစီတပွင့်ကိုမိမိယုံကြည်ကိုးကွယ်ရာဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်